အကယ်ဒမီကလေကိုထုံးကိုတန်ကြောင်းကားထဲမှာကလေးကရစီစင်တာနောက်တစ်ခုကအစိုးပိုင်းနဲ့ပတ်သက်လို့ရှင်နေငယ်ငယ်တွေကကိုရီးယားသူတို့တချို့နေနားထောင်ကြီးလာရတာလေနော်အဲ့တော့ကျတော့ဒါကိုထုံးတက်ကတော့အရာလို့အကောင်းဆုံးဖြစ်စီစင်တယ်ကိုကိုတယောက်လိုလေမြင်တယ်ဆိုတော့သူ့ကိုလေဟောကိုကြီးတို့နဲ့လည်းတငယ်ချင်းနေဆိုတော့အဲအိဇမန်ဖွင့်နေနေကတော့အဲ့လိုမမတချင်းလောက်တည်းရှိရဲ့ထင်တယ်ဟုတ်တယ်အဲ့ဒါငငယ်တော့အရင်ခက်စားရတယ်အဲ့လိုအများကြီးပဲရှိအဲ့ဟောလိုက်လိုက်ဆိုရပါတော့ခေါင်းစဉ်နေနေဆိုတော့လောလောလတ်လတ်တော့ချက်ချင်းကောင်းနေရထွက်မလာဘူးဒါပေမဲ့အများကြီးသဘောကျပါတယ်ဟုတ်

ဟုတ်တယ်။ဘာစိတ်စားလဲမသိဘူး။နည်းနည်းမေးစရာ။အဓိကကတော့ exercise တွေပါလေ။ तू ကတေချာလုပ်တယ်လေ။ तू ਨੇ အအမြဲတူတင်နေအောင်တွေ့နေအောင် exercise လုပ်တယ်။ तू ကျူးဆိုင်တယ်ဆိုတော့ဒါအကြောင်းဖြစ်ပါလိမ့်မယ်။ပြီးတော့စိတ်ကလည်း तू ကနုနုလေးထားလို့ကိုကပိုနုရနေပါပေါ့။ ကိုထွန်းပေါ့နော်ကိုထွန်းကညီမတို့လူငယ်တွေရဲ့ဒါရွှေရှင်ကားတွေညီမတို့ရဲ့ career တွေကိုကိုထွန်းအမြဲ supporting ပေးရအမြဲ share ပေးရပြီးအမြဲသူကောင်းတာပဲပြောပေးရအမြဲအမြဲအဲ့လိုအရန်ချစ်ဖို့ကောင်းတဲ့ဒါကိုရဲ့အကူကိုထွန်းလာရောက်အပေးရပါဒီနှစ်ကအခုကားရည်များရပေါ့နော်ရှေ့မှာလည်းတကားအခုဒါဒီကားဆိုလဲပြီးတော့ဒီကားကညီမတို့ဟာဒီအကုံညိုရိုက်တဲ့ကားမှာပေါ့နော်ရှေ့မှာကိုကြီးဖြိုးနဲ့လည်းညာချောင်းဆိုတော့ တကားထွက်ထားပြီးပြီဆိုတော့အဲဒီကားလေးကလည်းလုံးဝအဲ့လို vibe လေးပဲဖြစ်မယ်လို့တီးပြရောထင်တယ်ပြီးတော့ကိုထုံးရဲ့ဒါရုပ်ဆောင်လာတော့ထုံးစံနိုင်ပြောကြမလို့အကောင်းဆုံးပဲဖြစ်မှာဆိုတော့အဲစိတ်လှချရတယ်ပေါ့နော်ဟုတ်အမြင်သစ်အဲအမြင်သစ်တစ်ခုဖြစ်မှာပေါ့ taste တစ်ခုအသစ်ပေါ့ဟုတ်ကိုထုံးကဖမေးရအညီမအိမ်မှာအဲ့တော့ကအာခွေးလေးပေါက်တာအိမ်မှာညီမတို့ကပေပူးလေးပေါက်တာအိမ်ကပေပူးလေးပေါက်တော့ကိုထုံးအညီမရဲ့အထက်က တကောင်သူဝဲကျင်တယ်လွတ်ကျင်တယ်ပေါ့နော်ဆိုတော့အဲမမေရအဲ့အားလေးတကောင်ဝဲပူးတယ်နောက်ပြီးတော့ကိုတွန်းကငကိုတဲကအာကိုကြီးတို့နဲ့ကဒါတငယ်ချင်းတွေပဲဆိုတော့အများနဲ့မြင်တွေ့နေရဆိုအကိုလိုပါပဲဟုတ်ဟုတ်ဟုတ်ပြီးတော့အများနဲ့ခုနပြောသူတီးတို့ဒီလိုလူငယ်တွေရဲ့ဒီ career ကိုဆိုအများနဲ့ supporting ပေးရယ်ဟုတ်အာအခုဒါတီးတို့တင်မဲ့ပြန်ပြောရဆိုရုပ်ရှင်ကားပေါ့နော်ဒီရုပ်ရှင်ကားကိုတီဇာတွေစပြီးတော့ ထွင်ကြရရောဒီကားကိုစကြင်ညာရရောကိုထွန်းကလေးတရက်မပြတ်စေရအောင်ငန်း share ပေးရတင်သမားဖို့ဆိုင်ကို share ပေးရဆိုတော့ဒါပါပြော senior တယောက်ကဒီလိုဒီလူငယ်တွေစူးစမ်းထားတာကိုတိမှတ်ပြုတယ်အဲကိုထွန်းကိုရိုင်းကဒီလိုမျိုးစိတ်ထားကောင်းတဲ့သူဆိုတော့ဗောနော်ဒါကတော့ကိုထွန်းနဲ့ပတ်သက်ရင်ပထမဆုံးမြင်ရတဲ့ first impression နဲ့ကောင်းတဲ့မူကျင့်လေးဗောကိုယ်လည်းအားတက်ရတာဗောမင်းကတော့ဘယ်လိုဖြစ်လို့ရေးစင်တာအကယ်ဒမီတွေရောချန်ပီယံတွေရေးစင်တာလို့ရှိရမင်းကတော့ အကယ်ဒမီကလေကိုထုံးကိုတန်ကြောင်ကားထဲမှာကလေးကရစီစင်တာနောက်တစ်ခုကအဆိုပိုင်းနဲ့ပတ်သက်လို့ရှိရင်ငယ်ငယ်တည်းကကိုရီးယားသူတို့တရှိနေနားထောင်ကြီးလာရတာလေနော်အဲ့တော့ကျတော့ဒါကိုထုံးတော့ကတော့အရာလို့အကောင်းဆုံးဖြစ်စီစင်တယ်ကိုကိုတယောက်လိုလေ မြင်နေဆိုတော့သူ့ကိုလေဟောကိုရိုးနဲ့လည်းတငယ်ချင်းနေဆိုတော့အဲအိဇမန်ဖွင့်နေနေရတော့အဲ့လိုမမတခြင်းလောက်တည်းရှိရတယ်ထင်တယ်ဟုတ်တယ်အဲ့ဒါငငယ်တော့အရင်ခက်စားရတယ်အဲ့လိုအများကြီးပဲရှိအဲ့တော့လိုက်လိုက်ဆိုရပါတော့ကောင်းစင်နေနေဆိုတော့လောလောလတ်လတ်တော့ချက်ချင်းကောင်းနေရထွက်မလာဘူးဒါပေမဲ့အများကြီးသဘောကျပါတယ်ဟုတ် ဘောမှာတချင်းနဲ့ပိုးပန်းခံရတခါအစားနဲ့ပဲမြားပြီးတော့အဲ့လိုပိုးပန်းခံဘူးတချင်းနဲ့တော့ပိုးပန်းမခံရအောင်အဓိကတီးရအဲ့လိုရုပ်ရှင်ရမ်းကြည့်ရတဲ့သူဆိုရုပ်ရှင်ကြောင်းပြောတာမျိုးတို့အဲ့လိုအစားတောက်နဲ့ပတ်သက်ပြီးတော့အဲ့လိုပဲပိုးပန်းခံရတဲ့သူရှိတယ်တချင်းနဲ့တော့ပြဿနာကြောင့်မရှိဘူးစကားရရဲ့အချိန်ကတော့ချစ်နေဆိုတဲ့အချိန်ကတော့ဒါကမာလေးကအမှတ်ကောင်းပဲပြောရှင်တော့ အဲတီးတော့ဟိုဟာလောက်ပေါ့အလဲတန်းလောက်ဖြစ်မယ်ထင်တယ်အလဲတန်းလောက်ကျန်ကိုအဲအဲ့ဒါပြီးတော့ကိုရဲလေးတို့ဟောဆိုတာဟောအပြင်းမကြာခုနကပြောတီးရကြအိမ်အကိုအကိုရှိတော့လေအိမ်မအမြဲတမ်းဝင်ထွက်သွားလာနေရအဲပွဲမဟုတ်မှာအခုနောက်ကိုလိုက်လို့ပွဲတစ်ပွဲမှာတွေ့ရင်တွေ့မတွေ့အိမ်မှာသူတို့လာပြီးတော့ချုပ်လောက်ကြတဲ့ခါမျိုးမှာတွေ့ဆိုအများကြီးတွေ့နေအဲ့လိုကြီးတော့မမှတ်မိဘူးဗျာငယ်ငယ်လေးတည်းကဒီလူတွေနဲ့က လာတာပေါ့နော်ဟုတ်တယ်ပါစိတ်စားလည်းမသိဘူးနည်းနည်းမေးစရာအဓိကတော့ exercise တွေပါလေသူကတေချာလုပ်တယ်လေသူ ਨੇ အအမြဲသူတင်နေအောင်တွေ့နေရော exercise လုပ်တယ်သူ cue site တယ်ဆိုတော့ဒါအကြောင်းဖြစ်ပါလိမ့်မယ်ပြီးတော့စိတ်ကလည်းသူကကြာနုနုလေးထားလို့ကိုကပိုနုရနေပါပေါ့အဲ့လိုမြင်တော့မြင်တင်တယ်အဲ့လိုသူ့ကိုလေကောင်းပါလေးတောင်နေပါအားပေးပါတော့ကုန်ယူပါ အဲ့လိုမျိုးကြီးစကားအဲ့လိုတော့မပြောပြဘူးပေါ့အဲ့လောက်ကြီးဟိုလိုမျိုးတက်ကလည်းနည်းနည်းกว่าတော့အဲ့လိုကြီးကြတော့လည်းမပြောပြဘူးပေါ့เนาะအဲအမြဲတော့စသည့်တွေကကုစိတ်ကြီးတယောက်တည်းပဲအဲ့ဒါတော့သိထားမိရဲ့ရှိပါတယ်ညီမတို့နေနေကြတော့လေဟိုဟာတက်သစ္စာဆိုတာဖြစ်တဲ့အတွက်ကြောင့်ဟိုလူတိုင်းနဲ့ဘယ်သူနဲ့မဆိုစီနီယာဘယ်သူနဲ့ဆိုတွေ့ရိုက်နိုင်ရင်တော့ညီမတို့တော့ပို့ပြီးတော့ my experience ညီပို့ရတာပေါ့ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်ကိုယ့်အတွက်ကိုစေတနာရှိရကိုယ်ရင်းနဲ့ဆိုပို့ကောင်းတာပေါ့ ခုဒါညီမဇလန်တွဲတတွဲထပ်လွှင့်မှုရှိပါတယ်။နောက်ပြီးရင်ဒီညီမတို့ရုပ်ရှင်ကားကြီးတကားရုံတင်မှုရှိရဲ။နောက်ပြီးရင်ညီမတို့ပြောထားတဲ့လုပ်ကလေးတွေလည်းရှိပါတယ်။ဟုတ်ဇလန်တွဲကလေသူတို့ရဲ့စီထားပုံကတော့ဘယ်လိုလဲတော့မသိဘူး။ရိုက်ပြီးရတော့ 3လလောက်တော့ရှိပြီပေါ့เนาะဆိုတော့ဘယ်အချိန်ပြင်မလဲဆိုတော့ဒီ channel ဘက်ကနေပြောမှညီမတို့ channel ဘက်ကနေရောအဲဒီ protection ဘက်ကနေပြောမှညီမတို့သိရမှာပေါ့เนาะရုပ်ရှင်ကားအနေနဲ့ကတော့ရုံတင်ရရရင်တော့နီးရပါတော့ရုံတင်ရမရသေးဘူးလောလောဆယ်တော့အာဒါအကုန်လုံးဝိုင်းမြောစူးစမ်းနေကြရတဲ့အချိန်ဆိုဘယ်အချိန်ဖြစ်မလဲတော့မသိသေးဘူးပဲဒါပေမဲ့တီဇာတွေအာဒီ channel အကြောင်းနေရတော့ Facebook မှာအကုန်လုံးနဲ့အတိုင်းညီမတို့တင်ထားတော့တင်ထားမိကြရပေါ့เนาะဟုတ်ဆိုတော့ရုံတင်ရအမြင်ရပါစေလို့ပဲဆုတောင်းပါတယ်အာပြန်ပြောရမှာကြတော့လေအကုန်လုံး ုံးကပါတဲ့ cast တွေအကုန်လုံးကပါတဲ့ဒီတော့နေရာတွေအကုန်လုံးကတန်းတူပဲဘယ်သူကပို့တယ်ဘယ်သူကတားတယ်ဆိုတာမရှိဘူးဒါပေမဲ့လောက်ခွင့်ရလားဆိုတော့လောက်ခွင့်ရတဲ့ character နဲ့ပြည့်စုံမမြင်ဘူးတဲ့ character ဖြစ်ပါလိမ့်မယ်လို့ TV ကတော့ယုံကြည်တယ်ပုံပုံကယုံကြည်ရပါတော့ဟုတ်ဟုတ်တယ်အော်အခုကဒီရပိုင်းနေရာကျတော့နည်းနည်းအားလုံးပဲကပ်ဘေးနဲ့ဒါတဘာဝဘေးရဲ့နေရာရင်းနေဆိုတော့ခဏနားထားပါတော့တဖြည်းဖြည်းလေးတော့ပြန်မြှုပ်လုပ်နေပါတယ်ဟုတ်အားလုံးတွေ့ရမှာပါ အာအဓိကတော့ဖြစ်ဖြစ်ချင်းမှာတော့တီးတို့အလှငွေတွေကောက်ပေးတယ်အဲ့တော့တီးတွေကလက်နှစ်ဖက်စလုံးနာနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပစ္စည်းတွေပါတဲ့ဖို့ဒုက္ခရောက်တော့ပါကြံတဲ့တငယ်ချင်းတွေအကုန်လုံးကဟိုလူငယ်အားဆိုင်နိုင်တဲ့တငယ်ချင်းတွေနဲ့အကုန်လုံးတစ်ခွဲလုံးကတော့ကြံတဲ့လူတွေသွားလူကြရတယ်တီးပြောဒီဘက်ကတိုင်ခံလိုတာလေးလုပ်ပေးရပါတော့အဲ့လောက်အဲ့လောက်ပဲလုပ်ပေးဖြစ်ပါတယ်ဟုတ်ကိုကြီးတို့ကတော့အဓိကယောက်ျားလေးတွေလည်းဖြစ်တော့သူတို့ကတော့ပို့ပို့သွားနိုင်တာပေါ့တီးပြအဲ့တော့လက်ကတော်တော်နာနေနှစ်ဖက်စလုံးကနာနေတော့လေးအားကြောင့်ပါဟုတ် အမဟုတ်ဘူးချင်းအဲ့လိုပဲဖရာသခင်ကငင်းငင်းမနေတော့ငင်းငင်းနေလိုက်တော့ဆိုပြီးသူကလှမ်းလှုပ်လိုက်တာဒီမှာပေါ့နော်တကယ်ရှိရတယ်ဒီဘက်ကကြတော့ချော်လဲတော့ထောက်လိုက်တာလက်နာသွားတာဒီဘက်ကကြတော့အလေးမိုင်နဲ့လက်နာဒါပေမဲ့နာတာနှစ်ဖက်စလုံးကအတူတူပဲနေရာလည်းအတူတူပဲနာတဲ့ပုံစံနဲ့အရွတ်ရောင်သွားအတူတူပဲဆိုတော့အာငွေချင်းညောင်းနေမဟုတ်ဘူးလေနေရတဲ့ရဲရဲခက်တယ်နေကိုငင်းငင်းနေစေချင်တာငင်းငင်းမနေရနေအဲ့လိုလိုက်တာဖြစ်မယ်ဖြစ်နိုင်တယ်အခုရောသနာပါအခုတော့နည်းနည်းတော့တော်ပါပဲနည်းနည်းတော့အရင်တော့လေးတော့မမရသေးဘူးပေါ့နော်ဟုတ် အာဘယ်လိုပြောရမလဲတီးတို့ဟိုရှောင်းလဲလို့မရတဲ့သွားဘေးရနေဆိုတော့လဲပေါ့နော်ဖြစ်လာပြီးရဲ့အချိန်မှာအားလုံးပဲအားတိုင်းသားစီခြင်းပါတယ်တီးတို့ဒီထက်မှတ်ကဆိုးရွားတဲ့ခြေနေအခက်ခဲတွေကိုလည်းတီးတို့ဖျက်ချော်ခဲ့ပူပါတယ်အာပြောလို့ပြောရမဟုတ်ဘူးတီးတို့မြန်မာနိုင်ငံလူတွေကလည်းဖြစ်တိုင်းတောင်လို့ပဲခဏရေအားတော့ရန်ဟိုပြန်ပြီးပြန်လဲထူထောင်နိုင်တဲ့အားတွေခဏရေအားတွေကတော့ရန်များတယ်ပေါ့နော်ဆိုတော့ဒီအားတွေနဲ့ပဲတီးတို့အသက်ရှင်နေသေးတော့ရှေ့ဆက်ပြီးတော့သွားကြမယ်ပေါ့နော်အတူတူအကောင်လုံးလဲတီးတို့တရက်စတရက်ပဲအကောင်ဆုံးလုပ်ပြီးတော့ ဖြတ်တန်းကြမယ်ပဲဘာလို့ဆိုဒီငလျင်ဖြစ်တဲ့ခါမှာဒီလိုအများကြီးအရင်တော့ဆိုအများကြီးတွေ့တာဟာဘာလို့လုံးမညာအခုကျနတ်ဘန်တပတ်ခါတော့မသေးကြတဲ့ခါမှာတက်ဆာတတိတရက်ကိုပဲအကောင်းဆုံးအားတင်းပြီးတော့စူးစမ်းနေထိုင်ကြရအောင်ပါအဲ့လိုအလုံးမဲအဲ့လိုတော့တီးတော့ပြောစင်ပါတယ်ဟုတ်2015လေးကတော့အမြန်ဆုံးပြန်လေ2009နဲ့အနေထားကိုတီးတော့အမြန်ဆုံးဟိုဟာပြန်ရောက်ပါစေအဲ့ဒါမှလည်းတီးတော့အကုန်ရှေ့ဆက်လို့ရမှာ哦နောက်ပြီးတော့အဆုံးရှုံးမှုတွေအများကြီးတွေ့လဲတီးတော့တကယ်ကို စိတ်မကောင်းပါဘူးနောက်ပြီးတော့တကယ်လည်းဝမ်းနေပါတယ်ဘယ်သူဖဲဝါအောင်မှဒီလိုပုံစံမျိုးကိုတော့ကြုံပါစေလို့တခါမှအဲ့လိုမျိုးစိတ်ထဲမှာမတွေးကြည့်ခဲ့ဘူးပေါ့နော်တကယ်တမ်းကြုံလာတဲ့အခါမှလည်းအရင်ဝမ်းနေရပါတယ်ပေါ့ဟုတ်ကဲ့ပါ TV ရဲ့ interview လေးကိုအဆုံးထိကြည့်ပြရတော့လေကျေးဇူးများကြီးတင်ပါတယ်နောက်လုံးမဲ့နှုပညာလုပ်တွေကိုလည်းဆက်လက်ပြီးအားပေးပါအောင်လို့ပြောဆိုလိုက်ရှင်ကျေးဇူးများကြီးတင်ပါတယ်